ီတစ်ခါမှာကျတော့အလှပနဲ့ပတ်သက်ပြီးပြောရအောင်မယ်ဆိုတော့ဒါကိုလုံးလှကျင်တဲ့သူတွေအတွက်လေ့ကျင့်ခန်းလေးပြောပြမယ်။အဲ့တော့ကိုလုံးကတော့လှကျင်တာပေါ့နော်လူတိုင်းလှကျင်ကြတာပဲ။အဲ့တော့လေ့ကျင့်ခန်းကကျတော့လည်းမလုပ်ချင်ကြဘူးဘူးမ။လူတိုင်းကိုလုံးလှကျင်တယ်လူတိုင်းလေ့ကျင့်ခန်းမလုပ်ချင်ဘူး။မလုပ်ချင်ဆိုတာအချိန်လည်းမရှိဘူးပြီးတဲ့အခါမှာဟိုအားကစားခန်းမောက်ဒူးဒူးကတော့ပြီးတော့ပြန်လာဆိုတော့ပြီးတဲ့အခါမှာဆိုအားကစားခန်းမောက်တော့ဒီခါဂျင်ဆော့ဖို့အင်ကြီးတွေလည်းရပြန်ရောဆိုတော့ ပြောမှဆိုနည်းနည်းလေးတော့ခရီးကထများရဲပေါ့နော်ပြင်းတာလည်းပါတယ်ပုံဝင်လေးပြောခက်ပြီးတော့ပုံဝင်လေးပြောလိုက်တော့ပြင်းတယ်ဟောနော်အဲ့ဒါကြောင့်မလို့ဒါချင်းမီပါဆိုလဲဟိုသွားရင်ကောင်းတယ်ကျမ်းမိုင်နဲ့ညီညွတ်တယ်လှရဲဆိုတာသိပေမဲ့တုံတောင်မသွားဖြစ်ကြဘူးလေဟိုရန်ကုန်မြို့မှာရှိတဲ့ချင်းမီမှာအခုနောက်ပိုင်းတော့ဒါတော်တော်လေးတော့လူတွေများတော့များလာတယ်ရန်နဲ့ဆိုင်တော့ပို့ပြီးတော့ဒါလှပနဲ့ကျမ်းမိုင်ကိုလိုက်စားလာကြရတယ်တော့တမန်ရဲဒါပေမဲ့ထပ်ပြီးတော့ဒါပေါ်တော့လွယ်လွယ်ကူကူပေါ့ဟိုလေ့ကျင့်ရလို့ရမယ်နီလန်းလေးကြီးကြတော့ရှိပါရဲ့အဲ့တော့ခန္ဓာကိုယ်ရဲ့อืมသူပြောတာဘာလဲဆိုတော့ခက်ခက်ခဲခဲလုပ်ရတာမျိုးလေ ည်းမဟုတ်ဘဲနဲ့လေ့ကျင့်ခန်းတချို့ရှိတယ်အဲ့ဒီလေ့ကျင့်ခန်းတွေကပေါင်နံနဲ့ခန္ဓာကိုအောက်ပိုင်းကိုလှပစေပါလိမ့်မယ်တဲ့အော်သူအဓိကပြောချင်တာကပေါင်နံနဲ့ခန္ဓာအောက်ပိုင်းလှပမှုပေါ့နော်အင်းအဲ့တော့ဒီမှာဆိုလို့ရှိရင်လူအမျိုးသမီးတွေအကုန်လုံးတင်းတင်းရင်းရင်းနဲ့ခန္ဓာကိုချိုးဆောက်ပိုင်းဆိုင်ရင်ရတာကြီးပါပဲတဲ့ဒါပေမဲ့ခုနပြောသလိုမျိုးဈေးမသွားခြင်းမူဟိုလေ့ကျင့်ခန်းပြင်းပြင်းထန်မလုပ်ခြင်းဘူးပေါ့နော် အဲတော့ဒီမှာသူပြောထားပါတယ်ဆိုတော့ပေါ့ပေါ့ပါပါနဲ့တကယ်အကျိုးရှိတဲ့ကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းနေဆိုတာကတဲ့ဒါတကယ်တော့အိမ်မှာလှေကလေး6ထက်လောက်ရှိုံနဲ့လှုပ်လို့ရပြီတဲ့ဟုတ်လားလှေကလေးဆိုတော့ရှိရပါဘောအိမ်မှာအများကြီးပဲ6ထက်တောင်မဟုတ်တော့နှစ်ဆ3ဆလောက်လှုပ်လို့ရသေးတယ်အဲ့တော့ပထမဦးဆုံးနံပါတ်1အချက်ကဘာလုပ်ရမှာလဲဆိုတော့ခြေဆန့်လိုက်ပါတဲ့လက်ရှိရက်နေတဲ့လှေကားတစ်ထစ်မှာကိုရက်နေလိုက်မယ်ပေါ့လက်ရှိရက်နေတဲ့လှေကားတစ်ရဲ့ဟိုအထစ် နှစ်ထစ်ကျော်ဆက်ခနဲခြေဆန်းလိုက်ပါတဲ့။ဩဆက်ခနဲမြန်မြန်တော့လုပ်ရမှာပေါ့နော်။လေကနှစ်ထစ်ကျော်ခြေဆန်းပြလိုက်မှာ။ခြေကိုဆက်ခနဲဆန်းပြလိုက်ပြီးတဲ့ခါမှပြန်ရုပ်ပြီးလို့ရှိရင် ်ဘယ်ပြီးတော့ညာဘယ်ပြီးညာတက်လက်စီပေါ့နော်ဒါပေမဲ့ဘယ်ကိုလဲဆက်ခနဲလို့ပြီးလို့ရှိရင်ညာကိုလဲဆက်ခနဲလို့ပေါ့နော်ဘယ်ဘယ်နဲ့ညာနဲ့ချားမှာတော့ချားလို့ရရဲဆိုပေမဲ့ဘယ်ကိုဆက်ခနဲလို့ပြီးညာကိုဖြည်းဖြည်းလို့တာမျိုးတော့မရအောင်ပေါ့တော်နှစ်ဖက်ကိုစီးချက်ညီညီတော့ခိုင်းရစီးချက်ညီရမယ်ဟုတ်တယ်အဲ့ဒါမျိုးလေးလုပ်ပေးရမယ်အဲ့တော့အဲ့ဒါကကြတော့တစ်ဖက်ကို15ချိန်စီလုပ်ပေးတဲ့ဩဒါပေါင်နဲ့လှရဲပေါ့နော်ခြေထောက်လှရဲအဲ့တော့ဟိုဘယ်15ချက်ညာ15ချက်ပေါ့နော်ဆက်ခနဲလှကားတဲ့နှစ်ထစ်ကြောင့်ဆက်ခနဲခြေထောက်ကိုရွှေ့လိုက်တာပြီးတော့နံပါတ်2အချက်ကပါလဲဆိုတော့ ဘေးဆောင်ပြီးတော့လေကားတက်တဲ့ဘေးတဆောင်ဟုတ်ဘေးတဆောင်တက်အမှာလေကားပြုတ်ချလေကားပြုတ်ချစုံမမယ် အဲ့ဒါပဲပြီးလိုက်ပြီးလိုက်ပြီးလိုက်ကနန်းသွားအဲ့တော့နည်းနည်းတော့သတိထားရမယ်ပေါ့ပြုတ်ကြလို့စုမဖြစ်နေအောင်မယ်အဲ့တော့ဒီမှာဆိုရင်ဘေးဆောင်မိလေကတက်ပါဆိုတာကလေကအောက်ဆုံးထစ်ကနေပြီးတော့အပေါ်ဆုံး6ခုမြောက်အထိပေါ့နော်ဟိုဘေးတစ်ဆောင်နဲ့တစ်ထစ်ချင်းစီကိုခက်မြန်မြန်တက်ရမယ်တဲ့တစ်ဖက်ကိုတစ်ချိန်စီပဲလှုပ်ပေးလို့ရှိရင်တော့လုံလောက်ပြီပေါ့နော်အော် sorry တစ်ချိန်စီမဟုတ်ဘူးပေါ့နော်တစ်ဖက်ကို3ချိန်3ချိန်စီတစ်ဖက်ကို3ချိန်စီလှုပ်ပေးရမယ်ဘေးတစ်ဆောင်ဟိုကနန်းသွားဘယ်နဲ့ပဲတက်တယ်ဆိုဘယ်ဘက်နဲ့တက်တယ်တက်တယ်ဟုတ်လားညဘက်ဆိုညဘက်နဲ့တက်တယ်တက်တယ်ဟုတ်လားမသိတော့ငါလို့ တော့တော့အဲ့ဒါကလိမ့်ဖယ်နေမှာဟောအဲ့တော့ဒီမှာတစ်ဖက်ကိုသုံးပြစီပါနော်ဟိုဘေးတစောင်းပြောရမယ်ဆိုခဏန်းသွားခဏန်းသွားမှဖြစ်ဖြစ်ဖြစ်မဟုတ်ဘူးမြန်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 တက်သွားမှာအဲ့တော့တစ်ဖက်ကိုသုံးချင်စီလို့ပြရမယ်အဲ့ဒါနံပါတ်1ချက်ပြီးတော့နံပါတ်3ချက်ကကြတော့ဘာလဲဆိုတော့ပြည့်တက်ပြည့်စင်လောက်တာ အပေါ်ပြေးတက်ပြီးတော့အောက်ကိုပြေးစင်အဲ့ဒါကပါလေဆိုပြေးတက်ပြေးစင်ခက်မြန်မြန်လေးကိုပဲ5မိနစ်တိတိလုပ်ပေးရမယ်တဲ့ပြောရမယ်ဆိုရင်ဟိုပြေးတဲ့သဘောမျိုးပဲပေါ့နော်သူကပို့ပြီးတော့ဒီပေါင်တို့ခြေသလုံးတို့ဘာကြောင့်ထိလဲဆိုတော့ဟိုလှေကားအပေါ်ကိုတက်တာဖြစ်နေတာဟိုပြေးတက်ပြေးစင်ကို5မိနစ်တိတိလုပ်ပေးရမယ်အဲ့ဒါကနံပါတ်3ချက်ပြီးတော့နံပါတ်4အချက်ကပါလေဆိုတော့တားပိုက်ကောင်လေးလိုမျိုးခုံဆော့ခုံဆော့လောက်ရမှာတဲ့ဟိုထင်ပါတယ်တခုတော့ဖြစ်ကုန်တော့ပါဟုတ်ဘူးဒီနီလန်းဒီအားလုံးလောက်တာပေါ့နော်ဒါတိုက်ခမ်းမှနေခဲ့သူကြီးဆိုလို့ရှင်ဒီနီလန်းနိုင်လို့လောက်တော့တယ်တခြားခက် တယ်ပြီးတော့မဟုတ်သေးဘူးပုံမှန်တော့မဟုတ်ဘူးပြေဘူးလေကားမပြေဘူးကိုယ်သာစိတ်မမှန်ဘူးလို့ထင်ပါတော့ဒီအစည်းအဝေးမကြည့်ထားရင်တော့ဟုတ်တယ်အဲ့တော့ဒီအစည်းအဝေးကြည့်ပြီးတော့ဒါအားလုံးလည်းနားလည်ပေးကြပါလေကားမဟိုခုံဆွားခုံဆွားတော့ဘေးတစောင်းတော့ပါတော့ပြေးနေတဲ့လူတွေတွေ့လို့ရှိရင်ဒါကိုခဏလေးစောင့်မိလိုက်ပါတော့နော်သူကတော့မပြီးမချစ်ဆက်လုပ်နေမလားမသိဘူးဟုတ်တယ်အဲ့တော့ဒီမှာဆိုရင်သူပြောထားပါတယ်ဆိုတော့ခုံဆွားခုံဆွားလောက်ရမှာငငယ်တော့ကလေတဲ့ဒီလိုခုံဆွားခုံဆွားပြေးပြီးတော့လည်းဆော့ဘူးမဲ့ထမ်းပါတယ်တဲ့အဲ့တော့ခြေစုံကိုရက်မယ်ရက်ပြီးတဲ့ခါမှာ လေကားတစ်ထစ်ချင်းစီကို ခြေနှစ်ဖက်ဆုံးပြီးခုံတက်ရမှာအင်းကစုံခုံတက်မယ်ခုံတက်မယ်ပြီးတဲ့ခါမှာအဲ6ထစ်လုံးတက်ပြီးလို့ရှင်ခုံပြီးတော့ပြန်စင်းမယ်ခိုင်းရမှာနော်နောက်ပြန်လာရင်ဒါနောက်ပြန်မလို့နောက်ပြန်မလို့ခုံရင်ပြီးတော့အဓိကခုံနဲ့ပြီးရအောင်လိုချင်တာပေါ့နော်နောက်ပြန်တော့မလို့ပါဘူးအဲ့တော့တကြခုံလို့ရှင်ရောဟိုတခြားတဲ့နေရာကိုအာမပြူပါဘူးပေါ့ဟုတ်ပါဘူးနောက်ပြန်နောက်ပြန်ဆိုတော့အာပြူမှပုံပြီးစင်းစင်းမယ်ရှင် အဲ့တော့အပြုတ်ပြီးတော့ဒါခုံပေးပေါ့နော်အဲပြီးတဲ့အခါမှာလေးချိန်လောက်လုပ်ပေးရင်တော့ရပြီတဲ့ဒါပေမဲ့အဲ့လိုခုံတဲ့အခါမှာဟိုတရုတ်တရဲလိုမျိုးပေါ့နော်ဒူးတနိုင်နဲ့ခုံရမှာတော့မဟုတ်ဘူးဒူးလေးတွေကိုကွေးကွေးပြီးတော့ပြေးလို့မမေ့ပါနဲ့တဲ့ခုံဆိုကိုမျက်စိတော့ပြင်းမြင်ရတာဒိန်း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 ဆိုလုံးဝလေတနိုင်ပဲခုံပါလေနော်အဲ့တော့ဒူးလေးကွေးကွေးပြီးတော့ခုံပြီးလို့လည်းမမေ့ပါနဲ့ဆိုပြီးပြောထားတယ်ပြီးတော့နံပါတ်5အချက်ကပါလဲဆိုတော့စကေးစီးရဲ့ပုံစံမျိုးစတန်နေဖြစ်သွားလိမ့်မယ်။ဘောတကယ်တော့လွယ်လွယ်လေးပါ။စကေးစီးရဲ့ပုံစံမျိုးကဟိုစကေး ဖန်တာနှစ်ဖက်စီးပြီးတဲ့ခါမှာဆိုလို့ရှင်သူတို့အချိန်ရစေဖို့အတွက်လျှောက်တာဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးအဲ့လိုမျိုးသွားတယ်ဒါမှဟိုပေါင်းနှချောင်းဟိုဘက်ဒီဘက်ကခါခါခါပြီးတက်တဲ့ခါမှာသူတို့အရှိ့ကိုပေါ့နော်အချိန်နဲ့ပူပြီးရောက်တဲ့အဲ့ဒီပုံစံမျိုးပဲသူကပြောတာပေါ့နော်ဘယ်နဲ့ညာနဲ့ဝေးဝိုက်သွားရတဲ့လေးကျင်ခံမျိုးပါတဲ့အဲ့တော့လှေကားတွေအပေါ်မှာခတ်တွတ်တ်ပေါ့နော်ခုံတက်တဲ့ခါမှာဆိုလို့ရှင်သူကခတ်တွတ်တ်တော့တက်ရမှာမှန်တယ်ဒါပေမဲ့အဲ့လိုတက်တဲ့ခါမှာဆိုရင်ညာဘက်ခြေောက်ကညာဘက်အစွန်းခုံပြီးနေသွားမယ်ပြီးတဲ့ခါမှာဘယ်ဘက်ခြေောက်ကဘယ်ဘက်အစွန်းလှမ်းရမယ်အဲ့လိုမျိုးလေးကျင်တီးတီးတက်ပေးရမှာပါတဲ့အဲ့တော့အဲ့ လိုမျိုးဟိုဘက်တစ်ဖက်ဘယ်တစ်ဖက်ညာတစ်ဖက်ဘယ်တစ်ဖက်ညာတစ်ဖက်နဲ့အဲ့လိုမျိုးလေးချိန်တီးတက်မှာစာအပေါ်အောက်တစ်ခေါက်အပေါ်တစ်ခေါက်ပေါ့နော်လေးချိန်တီးတီးလုပ်ပေးရမယ်လုပ်ပေးပြီးတဲ့ခါမှာဆိုလို့ရှိရင်တော့ဒါကဟိုခြေထောက်လေးတွေတန်မာပြီးတော့ပို့ပြီးတော့လဲလှပစီရဲလို့ပြောထားတယ်အဲ့တော့ဒီခြေထောက်နဲ့ပတ်သက်တဲ့လေးချိန်ကနေပေါ့ဂျင်နေပိုင်းမှာသွားမယ်ဆိုလို့ရှိရင် ပေါင်ရဲ့ဒီပြောမှာ type gap ပုံစံမျိုးပေါ့နော်အဲ့ညာမှာပေါ်စီဖို့ဆိုပြီးတော့အတွင်းမှအစီချတာရှိရယ်ပြီးတော့အပြင်အစီချတာရှိရယ်ပေါ့နော်ဒါမျိုးကြီးရှိရယ်အဲ့တော့ဒါဒီနည်းလေးကတော့လွယ်ကူပြီးတော့အစဉ်လေးပြင်ပါပါဟုတ်တယ်နော်အဲ့ဒါဒီလေ့ကျင့်ရလုံးမယ်ဆိုရင်ဟိုပေါ့နော် ဒူးပတ်ဒူးကာတို့အဲ့ဒါရောသွားမှလဲလေးဟိုပါလေအစ်တို့ရပါတယ်တေချာလို့ဟိုကလေတတိတော်ထားပေါ့နော်ဒါမတော်တဆဆိုတာတစ်ခါလေးကြရရှင်ကိုအနေနဲ့ကြချေလွတ်လွတ်ဖြစ်သွားတတ်တာရှိရပေါ့နော်တတိတော်ထားပေါ့ဟလီကလေးတိဆိုတော့ပေါင်းနေချစ်သုံးနေချစ်မှသေးကြရယ်နော်ဟုတ်တယ်သူကတော်တော်လေးတော့ညောင်းညောင်းမှသေးကြရယ်ဟုတ်တယ်ကဲဒါဆိုရင်အလှပနဲ့ပတ်သက်ပြီးတော့ဒါလေကား၆တိရှိုံနဲ့ဒါလုံလောက်တဲ့လေးခြင်းကနေပြောပြီးပြီဆိုတော့ဒါခက်တိပြုံမင်းစီတဲ့ခဏလေးနားကြပါရဲခဏနေပြည့်သက်တီအတွက်အလှပရဲ့အကြံအရာပြောပြပေးဖို့အတွက်ပြန်လာရပါအောင်မရှင်